အောင်မြင်တဲ့လူတွေရဲ့နာမည်တွေကိုရှောက်ပြောပြီးတော့ attention ရှာနေရတဲ့အလုပ်ကိုအဲကျွန်တော်ကိုနိုင်ကမကြိုက်ဘူးအဲကျွန်တော်လေးစားအားကြရတဲ့အမှုပညာရှင်တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကအဲလေးစားအားကြရတဲ့အကူတွေနာမည်ကိုပြောပြီးတော့အဲ့လို attention ဝင်ရှာပြီးအောင်မြင်မဲ့အမှုပညာရှင်မျိုးမဖြစ်ချင်လို့ဒါအဲဘသူအားကြရတယ်ဘသူလေးစားပါတယ်ဆိုတာမပြောတာကိုယ့်ရဲ့စူးစမ်းမှုနဲ့ကိုယ့်ရဲ့အရေးချင်းမရှိဘဲနဲ့တော့ဘသူ့ကို attention ရှာရှာ နုပညာအတိုင်းဝန်ထဲမှာရေရှည်ဘလို့မှဖြစ်နိုင်မှာအဲတေချာတခုတော့ကျွန်တော်ကတော့ကိုနေတို့အသိရပါဗောလေအားကြရပါဒါပေါ့ကျွန်တော်တို့ကြာတော့လဲဒါနောက်တက်တဲ့ညီတယောက်နေနေတော့တီကောင်းသိနိုင်ပါတယ်အဲတွေ့ခဲ့ဘူးလေအဲ့လိုတော့မရှိပါဘူးဒါအမှန်လဲတကယ်တမ်းကျတော့တကယ်လက်ရှိထိတ်တန့်အောင်မြင်တဲ့အမှုပညာရှင်တွေဆိုတာကျွန်တော်တို့ရဲ့ senior အကိုတွေပဲလေအမတွေပဲဆိုတော့အဲကျွန်တော်လေးစားအားကြရတဲ့အမှုပညာရှင်တွေအများကြီးရှိပါတယ် ဒါပေမဲ့ကျွန်တော်ကအဲလေးစားအားကြတဲ့အကူတွေနာမည်ကိုပြောပြီးတော့အဲ့လိုအတန်းရှင်းဝင်ရှာပြီးအောင်မြင်မဲ့အမှုပညာရှင်မျိုးမဖြစ်ချင်လို့သာအဲဘယ်သူအားကြတယ်ဘယ်သူလေးစားပါတယ်ဆိုတာမပြောတာဟိုဘာဆိုတော့လေးစားအားကြတဲ့အမှုပညာရှင်အကူတွေအများကြီးပါစသဖြင့်ပေါ့ကိုနေလို့ကိုမြင့်မြတ်ကိုပြည်တည်ကိုအများကြီးပါအများကြီးရှိပါတယ်ဒါပေမဲ့အောင်မြင်တဲ့လူတွေရဲ့နာမည်တွေကိုရှောက်ပြောပြီးတော့အတန်းရှင်းရှာနေရတဲ့အလုပ်ကိုအဲကျွန်တော်ကိုယ်၌ကမကြိုက်ဘူးဆိုတော့အဲ့ဒါကြီးကအတိတ်ပဲမရှိဘူး ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်ရဲ့အရေးချင်းမရှိဘဲနဲ့တော့ဘယ်သူ့ကိုအတန်းရှင်းရှာရှာအမှုပညာအတိုင်းဝန်းထဲမှာရေရှည်ဘလို့မှဖြစ်နိုင်ပါဘူးရှိပါတယ်တကယ်အောင်မြင်တဲ့လူတွေကသူများပေါ်မှာမနာလိုစိတ်မရှိဘူးပြီးတော့သူများကိုအဲ့လိုလိုက်ကြည့်နေတဲ့သူတွေမဟုတ်ဘူးအဲ့တော့ဖေးမာတယ်အဲစကယ်လုံးတွေကအစာရင်ကြီးတယ်ပေါ့သူများကိုမနာလိုစိတ်ရှိတာလို့မင်တရားစိတ်ရှိတဲ့လူတွေဒါအမှုပညာအတိုင်းဝန်းထဲမှာမအောင်မြင်တာဆိုတော့အဲ့လိုလူမျိုးတွေနဲ့လဲကြုံလဲကြုံခဲ့ဘူးတယ်လေ ကျတော့တကယ်အောင်မြင်တဲ့အကိုတွေနဲ့အမတွေနဲ့တွေ့တဲ့အချိန်မှာလဲဖေးမာတယ်အဲလက်တွဲခေါ်ကြရတယ်ပေါ့အဲကျွန်တော်တို့လည်းအဲ့အရာလေးတွေကိုကြည်ချင်းအဖြစ်ဩနောက်နောက်မြန်ကို့ထက်မအောင်မြင်သေးတဲ့သူကို့ထက်နှိပ်ပါတဲ့သူတွေတွေ့ရင်ဘယ်လိုဆွဲခေါ်ရမလဲဆိုရဲအတွေ့အကြုံတွေအနေထိုင်ပြောဆိုတွေအများကြီးရခဲ့တာပေါ့လူတရားအောင်မြင်တယ်ဆိုတာကအကြောင်းမင်းမှမဟုတ်တာအဲ့တော့သူတို့မှာသူတို့ရဲ့အခြေအနေတွေသူတို့ပြောပုံဆိုပုံတွေပြီးတော့လူမှုဆက်ဆံရေးတွေ အဲကျွန်တော်တို့နည်းမြန်တိုင်းမှာမှာဆိုတာလည်းသိရတိုင်းပဲလေ item တခုတည်းတော်နေတက်နေလို့မရဘူးလူမှုဆက်ဆံရေးရောအပြောအဆိုရောအနေထိုင်ရောအများကြီးလိုတယ်ကျွန်တော်တို့လည်းအဲ့ဒါကြီးအတွက်လည်းကျွန်တော်တို့ရဲ့ senior အကူတွေအမတွေကြည့်ပြီးကျွန်တော်တို့ဖြည့်ရတာဟုတ်အဲဟိုတိလားဆိုတော့ဒီလိုပေါ့ social ခက်ကြီးမှာဆိုတော့လေခုနပြောနေပေါ့ Facebook ကြည့်တာပဲဖြစ်ဖြစ်တခြားဟာကြည့်တာပဲဖြစ်မြင်ကောင်းမြင်မှာပေါ့လေအဲတေချာတခုတော့ကျွန်တော်ကတော့ကိုနေတို့အသိတာပေါ့လေအားကြရပေါ့ဒါပေါ့ကျွန်တော်တို့ကြတော့လေဒါနောက်တက်တဲ့ညီတွေတယောက်နေနေတော့တီကောင်းသိနိုင်ပါတယ် ဟိုအားကြရတယ်ဆိုတဲ့အကြောင်းအရာတစ်ခုကိုလိုက်ပြောရမယ်ဆိုတော့အများကြီးပဲပေါ့နော်လက်ရှိအနေအထားမှာအဲအောင်မြင်မှုအားကြရတယ်အဲ့တော့အောင်မြင်မှုအားကြတော့ဘာကြောင့်အောင်မြင်လဲဆိုတာကိုကြည့်ရမယ်ကျွန်တော်တို့လေ့လာရမယ်အဲတင်ယူရမယ်ပေါ့လေအဲ့တော့အဲအောင်မြင်မှုကိုဘာပဲဖြစ်ဖြစ်ဆယ်စုနှစ်အများစွာကိုထိန်းသိမ်းလာခဲ့တယ်ဆိုတော့ဒါကတောင်းတောင်းစကီတော့မဟုတ်လေလူတယောက်အောင်မြင်အောင်လုပ်တာလွယ်ပေမဲ့ဒါ အောင်မြင်မှုထိန်းသိမ်းမှုကဒါအခက်ခဲဆိုတော့ကျွန်တော်တို့ကအဲ့ဒါလေးတွေကိုအားကြမိပါတယ်အများကြီးပါအားကြစရာတွေကကျွန်တော်တို့ကအားကြတိုင်းလဲလိုက်လို့လို့မှီခြင်းမှမှီပါလေအဲ့တော့ကိုဟာနဲ့ကိုဒီအားကြမှုတွေအပေါ်မှာရှေ့ဆက်ပြီးတော့ခွန်အားတွေဖြစ်အောင်ဘယ်လိုတွေကြည့်ပြီးဘယ်လိုလှုပ်ဆောင်သွားမလဲဆိုတာကကျွန်တော်တို့အမြဲတမ်းကြည်နေရတယ်စူးစမ်းနေရတာပါ ဟိုအများကြီးပါအခုကျွန်တော်တို့ဒါအခုလောလအသိစက်စက်ရသွားတဲ့ academy ရှင်တွေဆိုလည်းအများကြီးပဲလေအဲသူတို့ရဲ့စူးစမ်းမှုတွေနော်အော်ကျွန်တော်တို့လည်းဟိုဒါစူးစမ်းရင်တော့တင်းတင်းကြပ်ကြပ်ရင်တော့ရနိုင်တာပဲပေါ့နော်ပြီးတော့အဲ့ဒီအခွင့်အရေးလေးအဲ့ဒီအခွင့်အလမ်းလေးတွေရအောင်ကျွန်တော်တို့ဘယ်လိုစူးစမ်းကြမလဲပေါ့ပြီးတော့ဟိုအနုပညာတိုင်းဝိုင်းထဲမှာရေရှည်ရည်တည်ဖို့ဆိုတာကကျွန်တော်တို့ကအနုပညာအလုပ်တွေကိုလုပ်ကင်နေမှာဖြစ်မှာအဲ့တော့ academy ရဖို့ဆိုတာလည်းရုပ်ရှင်ရိုင်းမှာဖြစ်မှာအဲ့တော့ရုပ်ရှင်ကိုရအောင်ဘယ်လိုကျွန်တော်တို့ဘယ်လိုသွားကြမလဲပေါ့ကျွန်တော်တို့ဆိုတာကျွန်တော်ပေါ့လေ ဆိုတော့အခုပြဿနာကဘာဖြစ်နေလဲဆိုတော့ကျွန်တော်ရုပ်ရှင်ရိုက်ပေးမဲ့လူကရှိတယ်အဲစစ်နိုင်ရုံရှင်ကလက်ခံပါမလားဆိုတော့အဲအနေထားမျိုးတွေနဲ့ကျွန်တော်တို့တွေကရုပ်ရှင်ရိုက်ဖို့တုံ့ဆိုင်ခဲ့ရတာအခုဆိုရင်ဒါနှစ်နှစ်လောက်ရှိနေပြီလေအဲတော့ရိုက်ပေးမဲ့လူကရှိတော့ညာလဲပဲအဲရုံဘောဘလို့သွားမလဲဆိုတဲ့ဟာမျိုးရုံဘောရောက်အောင်ဘလို့လုပ်မလဲဆိုတာဒါတွေကအများကြီးပဲလေ ဟိုဘသူဘသူမှလည်းပြစ်တင်တာမဟုတ်လေကိုယ့်ရဲ့ကံတရားကိုကအဲ့လိုဖြစ်နေတာလားဆိုတော့ကျွန်တော်ဒါပေမဲ့ဘလို့ကြောက်ဝဲဖြစ်ဖြစ်ပါကျွန်တော်အနုမြန်တိုင်ဝမ်းထဲမှာလည်းဆယ်စုနှစ်တခုတောင်ကြော်ခဲ့ပြီးဖြတ်ကြော်ခဲ့ပြီးပြီးဆိုတော့မဖြစ်မနေရိုက်มาပါလုံมาပါအဲ့တော့အဲအနုမြန်သမားတယောက်ဖြစ်လို့လည်းအနုမြန်တိုင်ဝမ်းထဲမှာတော့ရှိနေပြီပဲဆိုတော့ဗီဒီယိုခစ်ကနေဗီဒီယိုအခုဇလန်းတွဲခစ်ဆိုတော့လည်းကျွန်တော်ဇလန်းတွဲမှာအဲ့တော့ရုပ်ရှင်ဆိုတော့လည်းရုပ်ရှင်ကိုရောက်အောင်သွားမှာပေါ့လေ အဲကျွန်တော်တို့ကခံယူချက်ကကျွန်တော်တို့ကပြိသက်တိတာထက်အားပေးတာကိုပိုကြိုက်တယ်ကျွန်တော်တို့ကအားပေးဖို့အတွက်စူးစမ်းနေတာလူသိအောင်လုပ်တာလွယ်တယ်လေဆိုတော့ဇလန်းတွေမှာဘလောက်အောင်မြင်အောင်မြင်ရုပ်ရှင်ကိုတက်ဖို့အတွက်အခွင့်အရေးကလည်းရှိအောင်မရအောင်အဲ့အတွက်ကအများကြီးပြင်ဆင်ရတယ်ဆိုတော့ဒါတွေကိုလည်းကျွန်တော်တို့ကအများကြီးလုပ်ရတာပေါ့လေတေးဥဆောင်နေုံနဲ့လည်းမပြီးပါဘူး အဲ့ဘောပေါ့ရုံရှင်ကလည်းလူဝင်ပါမလားပေါ့တခြားတခြားသောသူတွေကလည်းစစ်နိုင်ရုပ်ရှင်ရိုက်ပြီးခထားပါလီဒါအနေနဲ့ရိုက်ပြီးအဲ့ဒီယုံဘောကိုပေးတင်ပါမလားဆိုတဲ့အတွေးတွေပေါ့အဲထားပါတော့အများကြီးပေါ့လေအဲ့တော့ခုနပြောနေပေါ့လူတရားအောင်မြင်ဖို့ဆိုတာကအဲ background ရှိဖို့လိုတယ်ကိုယ်ပံ့ပိုးပေးမယ် sporting ကောင်းကောင်းရှိဖို့လိုတယ်အဲ့တော့အမှုပညာမှာပတ်စံရှိတိုင်းလည်းမအောင်မြင်နိုင်ဘူးရုပ်ချောတိုင်းလည်းမအောင်မြင်နိုင်ဘူးအနောက်က sporting မကောင်းရင်ဘာမှလုပ်လို့မရဘူး အခုကျွန်တော်ရုပ်ရှင်ရိုက်ပေးမဲ့လူရှိတယ်အဲ့ဒီရုပ်ရှင်ကားကိုရုံပေါ်ရောက်ပေးဖို့ကျွန်တော်စပိုးရင်းကဘသူပေးမှလဲဘသူကလုတ်ပေးမှလဲအဲ့တော့အဲ့တော့ကျွန်တော်ကဘာလုပ်ရလဲကိုကိုကိုပဲစူးစားရတယ်အဲ့လိုမရှိတော့ဘူးစပိုးရင်းလည်းဘူးမှမရှိဘူးလေမင်းဘသူမှလည်းမလုတ်ပေးဘူးဒီတိုင်းပဲကိုကိုကိုစိတ်တက်ကြပြီနေလို့တော့မဖြစ်ဘူးအဲ့တော့ကျွန်တော်စူးစမ်းရမယ်တိထက်ထပ် ပြီးတော့စူးစမ်းကျွန်တော်စူးစမ်းမှုတွေနည်းနေသေးလို့ဖြစ်မှာပေါ့လေကိုယ့်ကိုခွန်အားတွေပေးပြီးတော့လုပ်နေရကျွန်တော်အမြဲတမ်းပိတ်သက်ကိုပြောပါတယ်ကျွန်တော်တို့က ကျောတော့နောက်ခံဆိုလို့ပြိတ္တပဲရှိရလေအမှန်တည်းတော့ပြိတ္တရဲ့အားပေးမှုတွေအသိမှတ်ပြုမှုတွေကြောင့်ကျွန်တော်အဲတချို့ပရိုဂျူဆာတွေဒါရိုက်တာတွေကျွန်တော်ရုပ်ရှင်ခေါ်ရိုက်ကြတယ်ပြီးတော့အဲဇလန်တွဲတွေလည်းယုံကြည်စွာနဲ့အနှံကြရတယ်လက်ရှိလည်းအလုပ်လုပ်နေရတယ်အဲ့တော့အဲ့ဒါတွေအကုန်လုံးကကျွန်တော်ချမ်းသာလို့လည်းမဟုတ်ဘူးကျွန်တော်ချောလို့လည်းမဟုတ်လှလို့လည်းမဟုတ်အဲ့ဒါပါလေပြိတ္တကျွန်တော်ချစ်လို့အားပေးလို့ကျွန်တော်အလုပ်လုပ်နေရတယ်ဒါတော့ကျွန်တော်အတွက်ကတော့အမြဲတမ်းပြိတ္တဒီအားပေးပြီးတော့ ဝင်းရံပေးတဲ့ဟာကျွန်တော်တို့ကနံပါတ်1ဖြစ်နေတာအဲ့အတွက်လည်းပရိသတ်ကြီးအများရန်ကျွန်တော်ရိုက်ကူးမှုရုပ်ရှင်တွေဇလံတွေတွေကိုအပေးဝင်းရံဖို့အများရန်တောင်းဆိုပါတယ်ဟုတ်ကဲ့ပါနှစ်သစ်တောင်းနေပြောပြခဲ့ပါတော့အာနှစ်သစ်ကတော့ထွေထူးနဲ့အလွယ်လွန်းတကူဆူတောင်းပေးရရင်တော့လူဝင်ဆန္ဒတွေကိုအခက်ခဲမရှိနဲ့ပြည့်ပြည့်စုံစုံအေးအေးချမ်းချမ်းနေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်